ဧပြီလ26ရက်နေ့လည်12နိုင်ဝူးကျင်ချိန်မှာဖားဆောင်မြို့နယ်မော်ချီဒီသားကိုစစ်ကောင်စီကထပ်မံဗုံးချက်တိုက်ခိုက်ခဲ့ပြီးဒေသခံ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြန်တမ်းမှုတစ်ချိန်အတွင်းမော်ချီဒီသားကနေရာနှစ်ခုကိုဘုံးတလုံးစီကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်နေအိမ်နဲ့ကားပျက်စီးမှုတွေလည်းရှိခဲ့တာပါ။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းစစ်ကောင်စီကမော်ချီဒီသားကခဲခါဆက်ယုံကို ပေါင်900ဘုံတလုံးကျဲချခဲ့ပြီးအရက်သား9ဦးတေဆုံးခဲ့ပါတယ်။စစ်ကောင်စီက match လ28ရက်နေ့မှာလုခတ်ခဲ့တဲ့စကိုင်းပြည့်ရွေငလီကြီးကြောင့်ဧပြီလ2ရက်နေ့ကစလို့ရက်20ကြာပြစ်ခတ်ရက်စဲရေးကြီးညာခဲ့တာပါ။ဒါပေမဲ့နိုင်ငံတော်အန်ဘုံကျဲတိုက်ခိုက်တာစစ်ကြောင်းထိုးတာတွေလုံဆောင်နေပါတယ်။အပြစ်ရက်စဲရေးကြီးညာပြီး green ပြီးမှလည်းဒီမော့ဆုံမြို့နယ်တဲကိုလက်နေကြီးပြစ်ခတ်ခဲ့တယ်လို့ဖားဆောင်မြို့နယ်မော်ချီဒေသမယ်ဆဲမြို့နယ်နဲ့ပရိုဆိုမြို့နယ်တွေမှာ မြေချောင်းတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေပါတယ်။